အားလုံးပဲမင်္ဂလာပါခင်ဗျထိုင်းနိုင်ငံကိုအလဲလာတဲ့အချိန်ပဲဖြစ်ဖြစ်ထိုင်းမှာနေတဲ့အချိန်မှာပဲဖြစ်ဖြစ်ကြုံတွေ့ရနိုင်တဲ့သတိထားသင့်တဲ့ scam အလိမ်ညာတွေအကြောင်းကိုကျွန်တော်တိထားသလောက်ပြောပြပေးပါမယ်ဗျဘယ်နေရာမှာမစိုးအစိုးနဲ့အကောင်ဆိုတာကဒုံသွဲပြီးတော့ရှိနေတာမို့သတိထားတာကမမှားဘူးလို့ပြောရမှာပါပဲအရင်ခေတ်တွေတုန်းကတော့လိန်ခံရတယ်ညာခံရတယ်ဂျင်းထဲခံရတယ်ဆိုတာကကိုကအပြင်ထွက်ပြီးဟိုသွားတီသွားလုံးမှခံရတာမျိုးဖြစ်ပေမဲ့ ီနေ့ခင်မာကတော့ကိုပါရာကိုအိမ်ထဲထိုင်နေရင်းနဲ့လည်းအလိန်ခံရနိုင်တာတွေရှိလာနေပါပြီအဲ့ဒါလေးတွေကိုလည်းကျွန်တော်ဒီနေ့ပြောပြပေးသွားပါမယ်ဗျအချို့အလိန်ညာနဲ့ဂျင်းတွေကလူတော်များများလည်းတိထားပြီးသားဖြစ်မှာပါလူပြောအများဆုံးကတော့တုတ်တုတ်တွေနဲ့တက်စီတွေပဲဖြစ်ပါလိမ့်မယ်ကျွန်တော်ရဲ့ဗီဒီယိုကိုလည်းတုတ်တုတ်တွေတက်စီတွေအကြောင်းနဲ့စလိုက်ပါမယ်ဗျ ဘန်ကောက်ကိုအလဲလာတဲ့အခါဘယ်သူမှမစိုးတုတ်တုတ်လေးတော့စီးကြည့်ကျင်တာပါပဲဒါပေမဲ့တုတ်တုတ်တွေကဈေးကြီးတယ်ဆိုပြီးနာမည်ကြီးပါတယ်ဟုတ်ပါတယ်တကယ်လည်းဈေးကြီးပါတယ်ကိုကိုနိုင်ငံခြားသားမှန်းသိရင်ပုံမှန်ကြားသိရမှာထက်ပိုပြီးအများကြီးတောင်းတတ်ကြပါတယ်ပိုဆိုးတာကကိုကဘလောက်ပေးမယ်ဆိုပြီးဈေးညှိတယ်ဈေးစစ်တယ်တုတ်တုတ်သမားကလည်းသဘောတူလိုက်လို့ဈေးတဲ့ပြီဆိုပြီးကိုကတုတ်တုတ်လိုက်စည်းလိုက်တယ်အဲ့ဒီအခါကျမှတုတ်တုတ်သမားက တုတ်တုတ်ကိုကွေ့ပတ်ပြီးမောင်းရင်မောင်းနဲ့မဟုတ်ရင်လည်းလမ်းကျက်တဲ့နားတွေမောင်းပြီးတော့လမ်းတွေကတအားပိတ်တဲ့အကြောင်းတအားဝေးကြောင်းညီးပြပါလိမ့်မယ်ပြီးရင်တော့ဘလောက်တော့ပူပေးပါဆိုပြီးတောင်းတာမျိုးတွေလည်းကြုံရနိုင်ပါတယ်နောက်တစ်ချက်ကမြာဖျားနန်းတော်နဲ့မြို့ဟောင်းဘက်တွေမှာဖျားဖူးဖို့သွားရင်တုတ်တုတ်သမားတွေကကိုကိုလာနှုတ်ဆက်ပြီးဘယ်သွားမလို့လဲဒီနေ့ကတော့ညာဖျားပိတ်တယ်တခြားပိုကောင်းတဲ့နေရာလိုက်ပို့ပေးမယ်ဆိုပြီးဆွဲတာမျိုးတွေကြုံရနိုင်တယ်လို့ တချို့ကြတော့လေကိုကရောက်လာတာစောနေသေးတယ်နောက်တနိုင်တနိုင်လောက်နေမှဖျားတဲ့ဝင်ဝင်ပေးမှဒီကြားတဲ့တခြားနေရာကိုသွားပါသူလိုက်ပို့ပေးမယ်ဆိုပြီးပြောဆိုခေါ်တာမျိုးတွေကြုံရနိုင်ပါတယ်သတိထားသင့်ပါတယ်ထိုင်းမှာရှိတဲ့သက်စီတွေကမီတာနဲ့ဖြစ်တာမို့မီတာမဖွင့်ပဲမောင်းနေဆိုရင်တိုင်လို့ရပါတယ်ဒါပေမဲ့တက်စီသမားတွေက ကိုယ့်ကိုနိုင်ငံခြားသားမှန်းသိရင်မီတာမဖွင့်ပဲနဲ့ပုံသေးဈေးတောင်းတာမျိုးကြုံတွေ့ရနိုင်ပါတယ် ိုက်ဈေးတောင်းနေဆိုမှတော့ဈေးတင်ထားတာကအသေးကြပါပဲအဲ့လိုမျိုးကြုံရရင် မီတာဖွင့်ပေးမှလိုက်စီးမယ်ဆိုပြီးပြောဖို့လိုပါတယ်မီတာပြည့်နေလို့ပါဆိုတာမျိုးပြန်ပြောနိုင်ပေမယ့်အာမနာပါနဲ့ဘန်ကောက်မှာတက်စီတွေပေါ်ပါတယ်မီတာမဖွင့်မဲ့ပုံတေဈေးတောင်းမဲ့ကာသမာမျိုးကိုရှောင်ပါဘာသာစကားမပေါက်ဘူးဆိုရင်တော့ Grab Borrow လို့တက်စီငှားတဲ့ app တွေကနေငှားစီးပါလို့အကြံပေးခြင်းပါတယ်ဒီ app တွေကငှားစီးမယ်ဆိုရင်လက်သားမီတာတက်စီတွေထက် ဈေးနှိမ့်ငယ်ပုံနိုင်ပေမဲ့စီးရတာအဆင်ပြေပါတယ်။ Tourist area တွေမှာတချို့လူတွေက ကိုယ့်ကိုတော်ကီကောင်းကောင်းနဲ့လာမိတ်ဖွဲ့ဖို့စူးစမ်းပါလိမ့်မယ်။ပြီးရင်မြန်မာပတ်စံမမြင်ဘူးလို့ပြပေးပါဆိုတာမျိုးပတ်စံလဲကျင်တယ်ဆိုတာမျိုးဟိုပြောဒီပြောနဲ့ကိုယ့်ပတ်စံအိတ်ကိုဖွင့်ပြလအောင်လုပ်ပါလိမ့်မယ်။ပြီးရင်တော့ကိုယ့်ပတ်စံအိတ်ထဲကငွေတွေကိုညှက်လှဲပြတယ်လို့မျိုးဘယ်လိုယူသွားလို့ယူသွားမှန်းမသိယူရတာမျိုးကြုံရနိုင်ပါတယ်။ ဘသူနန်းဘက်မှာဆိုရင်လည်းမြန်မာတချို့ကြုံကြရပြီးပြီမို့အထူးတတိထားသင်ပါတယ်ကိုကဘယ်မှမသွားဘူးအိမ်ထဲမှာပဲနေတယ်ဟိုတယ်မှာပဲနေုံနဲ့လည်းအလိန်ခံရနိုင်ပါတယ်အဲ့ဒါကတော့ဘယ်ကမှမသိတဲ့ SMS message တွေပါဝယ်ပြီးကသာတိုးရစင်းတွေရော ရိုးရိုးစင်ကတ်တွေရော ခံရနိုင်ပါတယ်ဘယ်ကပို့မှမသိပဲ link ပါတဲ့ SMS တွေကို ဖုန်းထဲကို ဝင်လာတတ်ပါတယ် အဲ့ဒါတွေကိုသွားမနှိမ့်မိဖို့အရေးကြီးပါတယ်။သွားနှိမ့်မိမယ်ဆိုရင်တော့ကိုယ့်ဖုန်းထဲကအချက်လက်တွေပေါက်ကြတာကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့ဘဏ်အကောင့်ထဲကငွေတွေပါသွားတာမျိုးတွေဖြစ်နိုင်ပါတယ်။ဒီနီးလန်းကတော့ကျွန်တော်တို့မြန်မာတွေတွေမဟုတ်ပါဘူးထိုင်းလူမျိုးတွေပါအလိန်ခံကြရတဲ့နီးလန်းမှာတချို့ထိုင်းတွေ ဆိုရင်ဘဏ်အကောင့်ထဲကဘတ်ငွေတန်းနဲ့ချီပြီးပါသွားကြတာမျိုးတွေထီထောင်ရှိတယ်လို့သတင်းတွေမှာတွေ့ရပါတယ်။ထိုင်းရဲဌာနကလည်းအင်တာနက်ပေါ်မှာဘာမှမသိတဲ့ link တွေကို နှိပ်ကြဖို့တတိပေးထားပါတယ်။ဘန်ကောက်ကမော်ချစ်ကားဝင်းကမြန်မာရွှေ့ပြောင်းလုပ်သားတွေကြားမှာကြောက်စရာကောင်းတယ်လို့နာမည်ကြီးပါတယ်။မော်ချစ်ကားဝင်းမှာရထားတဲ့တက္ကစီတွေကိုငှားမစည်းဖို့တတိပေးကြတဲ့ဗီဒီယိုတွေလည်းမကြာခဏတွေ့နေရပါတယ်။ထိုင်းလူမျိုးတွေကိုယ်တိုင်ကလည်းမော်ချစ်ကားဝင်းတွေကတက္ကစီတွေငှားမစည်းဖို့တတိပေးထားတဲ့ဗီဒီယိုတွေတွေ့ရပါတယ်။တက္ကစီငှားစည်းမိမယ်ဆိုရင်တော့ကားပေါ်ရောက်တဲ့အခါကိုယ့်ရဲ့စာရွက်စာတမ်းတွေတောင်းကြည့်ပြီးတော့ ပတ်သန့်တောင်းတာငွေညစ်တာမျိုးတွေရှိတယ်လို့ကြုံမှုတွေမကြာခဏပြောကြပါတယ်အစိုးဆုံးကတော့ရဲဟန်ဆောင်ပြီးငွေတောင်းတာမျိုးတွေထီထောင်ရှိတယ်လို့ဆိုကြပါတယ်အုပ်စုဖွဲ့ပြီးတော့လှုပ်ရှားကြတာပါမော်ချစ်ကားဝင်ရောက်လို့ကားငှားမယ်ဆိုရင်ကားဝင်တွေကကားတွေစိုက်ကယ်တွေကိုမငှားဘဲနဲ့ကားဝင်အပြင်ဘက်ကိုထွက်ပြီးလမ်းပေါ်သွားနေတဲ့ကားတွေတားဆီးတာဒါမှမဟုတ် Grab Borrow လို့ကားငှားလို့ရတဲ့ app တွေကနေတဆင့်မဲ့ငှားဆီးတာမျိုးလုံးတဲ့နယ်လို့ပြောပြရသေးဗျ။ ကျွန်တော်တို့မြန်မာတွေအနေနဲ့ထိုင်းငွေနဲ့မြန်မာငွေကိုလဲတဲ့အခါမှာအထူးတတိထားတင်ပါတယ်။နေတိုင်းပဲ Facebook ပေါ်က group တွေမှာငွေလဲတာအလိန်ခံလိုက်ရတယ်ဆိုတဲ့ post တွေမမြင်ချင်မှအဆုံးပါပဲ။အဲ့တော့ငွေလဲမယ်ဆိုရင်ကိုလုံးဝမသိတဲ့သူတွေစီမှာမလဲတင်ပါဘူး။ငွေလဲတာမှာလိန်တဲ့ကိစ္စတွေကတော်တော်ဆိုးဆိုးရွားရွားကိုဖြစ်နေတာပါ။ပုံစံမျိုးစုံနဲ့လိန်နေကြတာကိုလည်းတိထားတင်ပါတယ်။တချို့ကအစပိုင်းငွေလဲတဲ့ပမာဏနည်းနေတဲ့ချိန်မှာတော့မလိန်သေးပေမဲ့ ကိုကလဲနေကြလူပဲဆိုပြီးယုံမိတဲ့အချိန်ကြမှာပမာဏများများနဲ့လိန်တာမျိုးရှိသလိုတချို့ကြတော့လည်းငွေလွှဲပြီးကြောင်းစလစ်အတုတွေပို့ပြီးတော့လိန်တက်ကြပါတယ်ငွေလွှဲပြီးကြောင်းစလစ်ပို့လာတာနဲ့မယုံပါနဲ့အောင်အမှန်တကယ်ကိုယ်ပန်အကောင့်တွေကိုငွေဝင်မဝင်စစ်ပြီးတော့မှငွေပြန်လွှဲပေးပါတချို့ကြတော့လည်းနှစ်ဆင့်သုံးဆင့်လောက်လိန်တဲ့နီးကိုတုံးကြပါတယ်ဒီနှစ်ဆင့်သုံးဆင့်ခံပြီးလိန်တဲ့ကိစ္စကအတော်ဆိုးပါတယ်လူလိန်က ို့ကိုရော တခြားသူကိုရောဈားတဲ့ကနေလိန်ပါတယ်ပြီးရင်သူကလစ်ပြေးသွားပါတယ်ကိုနဲ့ကိုမသိတဲ့တခြားလူကအလိန်ခံလိုက်ရပြီးတော့ပြဿနာတွေတက်ကြတာမျိုးရှိပါတယ်ဒီလိုကိစ္စတွေမှာကြာအလိန်ခံရတာနဲ့တင်မပြီးပဲနဲ့ကို့လိုပဲအလိန်ခံလိုက်ရတဲ့တခြားလူက ကို့ကိုတိုင်လို့ကို့ဖန်အကောင် ပိတ်ခံရပြီးတော့ပြဿနာတွေဖြေရှင်းရတာမျိုးကြုံရနိုင်တာမျိုးအထူးသတိထားသင့်ပါတယ် ဗီဇာသုံးအတူတွေကလည်းအရန်ကိုတတိထားရမယ်အထဲပါပါတယ်ဗျဗီဇာတတန်းသိုးရမှာတချို့တွေကအလွယ်လန်းလိုက်ပြီးတော့လူကိုယ်တိုင်လိုက်เสียမလို့ဘူးတတန်းသိုးပေးတယ်ဗီဇာပြောင်းပေးတယ်ဆိုတော့အေဂျင့်တွေစီမှာအပ်လိုက်ပါတယ်ကို passport ထဲမှာဗီဇာသုံးတော့ရလာပါတယ်ဒါပေမဲ့လမ်းမှာအစ်စ်ခံရတာဒါမှမဟုတ်ထိုင်းနိုင်ငံတွေကနေပြန်ထွက်ချိန်ကြမှာကိုဗီဇာသုံးကအတူကြီးဖြစ်နေတယ်ဆိုရင် ဖြစ်လာမဲ့ပြဿနာတွေကိုကိုယ်တိုင်ပဲရှင်းရမှာပါ အတိအချိန်ကြာမှကိုကိုလုတ်ပေးသွားတဲ့အေဂျင့်ဆိုတာဘယ်နာသွားရှာရမှန်းတော့သိမှာမဟုတ်ပါဘူးအဲ့တော့ထိုင်းမှာနေတဲ့အချိန်မှာဗီဇာကအရေးကြီးပါတယ်တက်တန်းတိုးစရာရှိလို့ဗီဇာပြောင်းစရာရှိလို့ကိုယ်တိုင်မလုတ်သက်လို့ပွဲစားအပ်မယ်ဆိုရင်တော့မှဗီဇာသုံးထုတဲ့အခါမှာကိုယ်တိုင် immigration ကိုလိုက်သွားပြီးတော့ immigration အရာရှိက ကိုကိုတကယ်ပဲသုံးထုပေးတာလားဆိုတာကိုတေချာသိအောင်လုပ်ဖို့အရေးကြီးပါတယ် ဒီနေ့ခင်မှာကတော့လူတိုင်းလုံလုံမှာအ ਨੇ ဆုံး Facebook page လေးတစ်ခုလောက်တော့ရှိတတ်ကြပါတယ်။ကို page ကို mention ခေါ်ပြီးတော့ Facebook ရဲ့စီကံချက်တွေကိုချိုးဖောက်နေလို့ verify လုပ်ရမယ်ဆိုပြီး link တွေပို့လာတတ်ပါတယ်။ email တွေကိုလည်းဝင်လာတတ်ပါတယ်။အဲ့ဒီအခါကျရင်ကြောက်လန့်ပြီးတော့သွားမနှိပ်ပါနဲ့အဲ့ဒါအလိမ်ညာပါ။သွားနှိပ်မိပြီးတော့ကိုယ့်ရဲ့ Facebook password ကို ဖြည့်လိုက်မိမယ်ဆိုရင် page ပါသွားနိုင်ပါတယ်။ဒါကတော့ထိုင်းမှာမှမြန်မာမှာမှမဟုတ်ပါဘူး။ တကဘာလုံးမှာဖြစ်နေတဲ့အလိညာတစ်ခုပါအခုကျွန်တော်ပြောသွားတာတွေကတော့ထိုင်းနိုင်ငံမှာတွေးရမြင်ရကြားရတဲ့အလိညာနဲ့ဂျင်းတွေတဲကတချို့အကြောင်းကို ပြောပြပေးတာပါဒီခေတ်မှာကတော့အပြင်သွားလို့အလိန်ခံရတာတွေမကပဲကိုယ်အိမ်နဲ့ကိုယ်ထိုင် ကိုဖုံးကိုသုံးနေရင်တောင်မှအလိန်ခံရနိုင်ပါတယ်တခြားသောလိန်နီးတွေတခြားသောဂျင်းတွေလည်းအများကြီးရှိတာမို့သတိထားကြပါလို့ပြောပြသေးပါ ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ်လည်းအခုလိုဗီဒီယိုမျိုးတွေဖန်တီးမြဝေပေးသွားအောင်ပါမို့ကျွန်တော် page လေးကို like and follow မလုပ်ရသေးရင်လုပ်ထားပေးကြပါအောင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ